အားလုံးမင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ line account အဟောင်းပြန်ယူနည်းပဲဖြစ်ပါတယ်ဒါဆိုရင် line account ကိုဘယ်လိုပြန်ယူရမလဲဆိုတာကျွန်တော်နဲ့တူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ phone ထဲက line software တဲကိုဝင်လိုက်ပါပြီးရင်တော့ကျွန်တော်ကရှိပြီးသား account ကိုပြန်ယူมาဖြစ်တဲ့အတွက်အပေါ်က login ဆိုတာကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာ โอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့အပေါ်က main device ကိုရွေးပေးလိုက်ပါပြီးရင်တော့အောက်မှာရှိတဲ့ OK ကိုနှိပ်ပေးလိုက်ပါအကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီအဆင့်လေးပေါ်မလာဘူးဆိုရင်လည်းပြဿနာမရှိပါဘူးမပေါ်လာဘူးဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ main device ဒီဘာတွေကိုရွေး share ပေးစီအောင်မလိုပါဘူးโอเคပါပြီးရင်ဆိုရင်တော့ login with another method ကိုရွေးပေးရပါမယ်အကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းအဟောင်းထဲက line account ကိုဖုန်းအသစ်ထဲမှာပြန်ပြောင်းကျင်လာဆိုရင်တော့အပေါ်က login with QR code နဲ့ပြန်ယူလို့ရနိုင်ပါတယ် ကျွန်တော်ကတော့ဒီဗီဒီယိုမှာ log out လုပ်ထားတဲ့ line account ကိုပြန်ယူပြမှာဖြစ်လို့အောက်မှာရှိတဲ့ log in with another method ကိုနှိပ်ပြီးတော့ set သွားပေးလိုက်ပါမယ်။ okay ပါဒီနေရာရုပ်ကိုရောက်ပြီးဆိုရင်တော့ကိုယ့်ရဲ့ line account ကိုဘလို့မျိုးနဲ့ဖွင့်ခဲ့တယ်လဲပုံမူတည်ပြီးတော့ရွေးချယ်မှုတွေ꿰ပြနိုင်ပါတယ်ကိုက gmail နဲ့ဖွင့်ထားတာဆိုရင်တော့ continue with google ကိုရွေးချယ်ပြီးတော့ဆက်သွားပေးရပါမယ်ကျွန်တော်ကတော့ phone number နဲ့ရှိတ်ထားခဲ့တာဖြစ်လို့အပေါ်ဆုံးက login with phone number ကိုရွေးချယ်ပြီးတော့ဆက်သွားလိုက်ပါမယ် โอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ဖုန်းနံပါတ်နေရာမှာကိုဖွင့်ခဲ့တဲ့ဖုန်းနံပါတ်ကိုတေချာလေးစနစ်တကျဖြည့်ပေးလိုက်ပါပြီးရင်တော့အောက်မှာရှိတဲ့ Iman S list 11 years old ဆိုတဲ့စာတမ်းလေးရဲ့ရှေ့ကအမှန်ကြီးလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ညာဘက်အောက်တောင်မှာပေါ်လာတဲ့အစိမ်းရောင်များပုံလေးကိုနှိပ်ပြီးတော့ဆက်သွားပေးလိုက်ပါဒီနေရာမှာဆိုရင်တော့ okay ကိုဆက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့အစင်ကတ်သေးကိုကုတ်၆လုံးပို့ပေးလာပါလိမ့်မယ် ပို့ပေးလာတဲ့ကောက်လျှောက်လုံးကိုတည်တည်ရှာကြာမှန်မှန်ကန်ကန်လေးတော့ဖြည့်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ကိုယ့်ရဲ့ line account လေးကို ပေါ်လာပါလိမ့်မယ်ကိုယ့်ရဲ့ account တည်ရှာလားမတည်ရှာလားဆိုတာကိုတည်ရှာလေးစစ်ဆေးလိုက်ပါ ကိုယ့်ရဲ့ account တည်ချပြီဆိုရင်တော့အောင်နာလေးမှာရှိတဲ့ yes that's my account ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကို line account ဖွင့်တော့က password တွေကိုဖြည့်ပေးလိုက်ပါ password မမှန်မိတော့ဘူးဆိုရင်တော့ forgot your password ကိုနှိပ်ပြီးတော့ password အဟောင်းတွေကိုလည်းပြန်ပြီးတော့တောင်းယူနိုင်ပါတယ် ပြီးရင်တော့ညာဘက်အောက်တောက်မှာရှိတဲ့အစိမ်းရောင်များပုံလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ။ဒီနေရာမှာဆိုရင်တော့ continue ကိုဆက်နှိပ်ပေးလိုက်ပါ။ဒီနေရာကိုရောက်ပြီဆိုရင်တော့ skip this step ကိုနှိပ်ပြီးတော့ကြော်သွားပေးလိုက်ပါ။ပြီးရင်တော့ skip ကိုပဲထပ်နှိပ်ပေးလိုက်ပါ။ဒီနေရာမှာဆိုရင်တော့ continue ကိုဆက်နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ဒီမှာရှိတဲ့အစိမ်းရောင်များပုံလေးကိုဆက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ line account လေးကိုပြန်ရပါပြီအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့ line account ဟောင်းကိုဘယ်လိုပြန်ယူရမလဲဆိုတာသိရှိသွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းအောက်က comment box လေးမှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ